အားလုံးပဲမင်္ဂလာပါဒီနေ့က Today Psychology Classes ကအစီအစဉ်ပြုလုပ်တဲ့ကျောင်းသားတွေစုပေါင်းပြီးတော့ sharing လုပ်ကြမယ်ပေါ့နော်ဒါ alumni ချစ်ချက်အစီအစဉ်လေးဖြစ်ပါတယ်ဒီနေ့မှာလူဖြစ်လာတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်အကုန်လုံးဖြတ်တန်းခဲ့ရတယ်ဆိုတော့ကိုယ့်ရဲ့ journey မှာပေါ့နော်တွေ့ကြုံခဲ့ရတယ်အတွေ့အကြုံလေးတွေအကြောင်းကိုပြောကြည့်ကြရမကောင်းလား ဆိုလူဖြစ်လာတာနဲ့ပတ်သက်ပြီးပြောဆိုရင်ကျမဒီကျမရဲ့ experience ရဆိုလို့ရှိရင်ပေါ့ကျမအရင်တော့ပေါ့ဒီလူဖြစ်လာတာဆိုတဲ့အရာကိုကျမတိတ်နားမလည်ပေါ့နော်ဘာဆိုကိုကိုတိုင်းကလေတအား traditional background ကနေလာတာဖြစ်တယ်ပြီးတော့ expectation တွေကလည်း rich ဖြစ်တယ်သူငငယ်လေးကလေးကကြုံရတဲ့အရာအမြဲတမ်းဒီနှုတ်ဆက်လိုက်ရတာပဲအဲလောက်ရတယ်ဆိုတော့အဲအမှုကျင့်တစ်ခုကို adopt လုပ်ရတယ် ဆိုတော့အဲ့ဒီမှာကန့်သက်ချက်တွေအများကြီးရှိတယ်အဲ့ဒီအရာတိုင်းပဲကိုကရှင်းတတ်နေပေါ့နော်အဲ့ဒါကကိုပဲကိုအမှန်လို့ internalize လုပ်လိုက်တယ်အဲ့ဒီဟာကပဲကိုရဲ့ belief system ဖြစ်သွားတယ်ပေါ့ဆိုတော့အများတွေဘာလုပ်လဲဆိုလို့ရှင်ဒီ achieve လုပ်နေရမှာ perform လုပ်နေရမှာတခုခု proof လုပ်နေရမှာဆိုရယ် mindset နဲ့ပဲကိုကရှင်းတတ်နေရတယ်အဲ့ဒါမှငါတန်ဖိုးရှိရတာငါတခုခုလုပ်ပြနိုင်မှာငါတခုခု deliver လုပ်နိုင်မှာ အာတတ်မှုရှိတယ်နောက်တစ်ခုကကျတော့ဒီကျမတို့ဝေးလာတဲ့ဒီဒီ traditional ဒီ society မှာဆိုလို့ရှိရင်ကျမတို့က timeline တွေအဲဒါ unwritten timeline လေးတွေကျမတို့မသိမသာထားထားတယ်ကျမတို့အဲ့ဒါကို follow လုပ်ရတယ် set လုပ်ရတယ်ပေါ့အဲ့ဒါကိုကျမတို့ follow မလုပ်နိုင်တဲ့ခါကျရင်ကျမကပဲလူသားမဟုတ်တော့ဘူးလားအဲ့ဒီ timeline တွေကိုကျမ miss ဖြစ်သွားရင်ကျမအတွက်ကကျမကဘေးကိုရောက်သွားတာလားဆိုတဲ့အရာတွေကကျမအတွက်တော်တော်ခက်ခဲတယ် ဒါပေမဲ့အဲ့ခက်ခဲတဲ့အရာကိုကျွန်မဘသူ့ပြပြမှလည်းမသိဘူးကိုကအဲ့ထဲမှာတစ်ခုခုက adjust ဖြစ်မနေဘူးခုခုက feel good ဖြစ်မနေတာတော့ကျွန်မသိတယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာတော့ကျွန်မဒီမနစ်ကဆံမရှိမှာကျွန်မ level 1ပြီးတော့ level 2အခုဆိုရင် level 3ပြီးတော့ကျမ your studio မှာလည်းကျမ volunteering တွေလုပ်တယ်เนาะ အဲ့အနေပဲဖြည်း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 နဲ့ဘာလုပ်ရလဲဆိုတော့ခုခု restructuring ကိုပြန်လုပ်ရတယ်။အဲ့ဒါဘာတွေလုပ်ရလဲဆိုတော့ဒီအကုန်လုံးဒီပြေးလွှားနေရတာတစ်ချိန်လုံးရုန်းကန်နေရတာချိန်ကို proof လုပ်ပြဒါအမြင်နဲ့ဟို red race မှာပါနေမှကိုကရှင်တန်နေရတာမဟုတ်ဘူးပေါ့နော်။တခါလေကြလို့ရှိရင်ဒီတန်ဖိုးရှိတဲ့ moment တွေကအဲ့လိုလုပ်နေရင်အများကြီး miss ဖြစ်တယ်။တချို့တန်ဖိုးရှိတဲ့အရာတွေကျွန်မခံစားဖို့မိတယ် တချို့ကိုကိုအလေးထားရမယ့်အစိတ်ပိုင်းတွေကျွန်မ validate ပေးဖို့ကျွန်မအခွင့်အရေးဆုံးရှုံးသွားရတယ်အများကြီးရှိတယ်။ဘဝရဲ့တန်ဖိုးဖြတ်မရတဲ့အမှတ်တရတွေကျွန်မလက်လွတ်လိုက်ရတယ်အများကြီးရှိတယ်။အဲ့ဒါလေးတွေကျွန်မတွားပြီးတော့အသေးစိတ်အသေးစိတ်အနောက်ဆုတ်ပြီးတော့ကျွန်မအတွားအလုံးလုံးပါပြီးတော့ကိုကိုအသက်ရှင်ဝင်ပေးရတယ်ခံစားခွင့်ပေးရတယ်တို့အဲ့နားခွင့်လည်းပေးတယ်နော်ပြီးတော့ဒီဒီတအားဘောင်ခတ်ထားရ Richard ဖြစ်တယ်ဆိုတော့ဒီပြောပြမယ်ဒီ၄တော့ box တစ်ခုလိုပဲပေါ့ အဲ့ဒီနေရာထဲမှာပဲကို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 အထဲထဲမှာပိတ်ချလိုက်တာပေါ့အာပြီးခဲ့တဲ့ချက်ပတ်ကတော့မှကျွန်မတခုပြောပါသေးတယ်အဲကျွန်မဆက်ပါအာကျွန်မအမြဲတမ်း I'm on my way လို့ပဲထင်တာဒါမဲ့ကျွန်မ I'm in my way ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုရှင်တာမှုကနေပြီးတော့ကျွန်မကိုကျွန်မ freedom တခုကိုသွားပြီးတော့လူသားမှန်မှန်ကန်ကန်နဲ့လူသားဖြစ်ခွင့်ကိုပေးတဲ့နေရာဒီအများကြီးပဲကျွန်မကိုယ်တိုင်မသိလိုက်ဖ ೇನೆ ကျွန်မအတန်ပိတ်ခဲ့လိုက်ရတယ်နှုတ်ဆက်လိုက်ခဲ့ရတယ်အစိတ်ပိုင်းနေကျွန်မကအခု ပေါ့နော်ပြန်လဲရှင်းတန်ခွင့်ပြန်လဲပြီးတော့သူတို့အတန်ပြုတ်ခွင့်သူတို့လည်းပြန်နားထောင်ရင်းနဲ့ကိုယ့်ကိုပြန်ပြီးတော့ဟိုကျွန်မပြန်တွေ့ရတဲ့ process ကိုကျွန်မတောင်းနေတာပေါ့အဲ့ဒီ process ဒီကျွန်မကိုလူသားဖြစ်ဖို့အတွက်ရှင်းတန်ဖို့အတွက်အရိုးသားဆုံးအနုမြန်ဆုံးအကျဉ်းသာဆုံး process တစ်ခုနေလေဟို ကြောက်တရားကြောက်တာမရှိဘူးရှက်တာလည်းမရှိဘူးစိုးရိမ်ရမှာလည်းမရှိဘူးဒါတွေအကုန်လုံးဒီငါပဲဒီဟာကြီးခုလုံးငါကိုယ်တိုင်ကုကုကိုအရင်ဆုံးကနဦးလက်ခံနေဆိုတဲ့နေရာနေပြီးတော့မှကျွန်မပြန်သွားတဲ့အခါမှာကျွန်မရဲ့ဒီအိမ်အဟောင်းယိုယွင်းနေတဲ့ဒီဟိုနားရိုင်တိုင်တိုင်ဒီနားရိုင်တိုင်တိုင်ဟိုနားတန်ကြီးကြိုက်ဒီနားတန်ကြီးကဟိုနားပိုးထိုးအဲ့ဒီဟာတွေအကုန်လုံးကိုကျမဟိုဟိုဖာထေးဒီဖာထေးနဲ့ကျမရှင်းတတ်လာတာကျမကအသက်40ပေါ့ ဆိုတော့40ဆိုတဲ့နေရာကနေဒီမှာအဲ့ဒါတွေအကုန်လုံးကိုအခုလုံးဖြိုချပြီးတော့မှာပဲအစကနေပြန် ပြီးတော့လူသားဆန်ဆန်နဲ့လူသားဆန်ဆုံနဲ့ပြန်တိဆောက်ပြီးတော့တွားနေတဲ့နေရာကနေဒီမှာတွားနေတာဆိုတော့အဲ့ဒါကျွန်မအရန်တန်မှုရှိတယ်အဲ့လိုမျိုးသွားနေရတဲ့အတွက်လေဟိုကိုယ့်ကိုယ်ကိုလည်းအများကြီးဟိုဂုံယူတယ်ဒီလိုမျိုးသွားနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ psychology နဲ့ပတ်သက်ပြီးတော့ landing လုပ်ခဲ့တဲ့အရာတွေဟာ academic ကိုပဲဒီမှာဟိုဟာဖြစ်ခဲ့တာပေါ့နော် academic မဟုတ်ဘဲနဲ့ဒီဘက်ကအရာတွေကတကယ်အပြင်လက်တွေ့ဘဝမှာတွားပြီးတော့ဟို impact ဖြစ်တဲ့ဟာကျမဒီမှာဟို verbally explain လို့မရဘူးကျမခံစားရတာကျမကိုယ်က reality မှာကြုံရတဲ့တွေ့ကြုံတွေတကယ်ဘာနဲ့မှတန်ဖိုးဖြတ်လို့မရဟုတ်ဆိုတော့အဒီလူသားဆန်တဲ့ process မှာကျမအနေနဲ့ကျမဖြတ်တန်ရတဲ့အတွေ့အကြုံကိုကျမဒီနားကနေပြီး sharing လုပ်ပြီးပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲကျမဆိုလို့ရှိရင်ပြောရရင်အာ boundary အရင်အားနေခဲ့ boundary အားနေတယ်ပေါ့နော်ကိုကိုကိုဘလို့ကာကွယ်ရမယ်မသိဘူးအာဘယ်နေရာမှာဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဘောင်းကိုကိုအာမထိခိုက်အောင်ဘလို့မျိုးကာကွယ်ရမလဲကိုယ့်ရဲ့ဒီအာနေချက်ဆိုတဲ့အရာတွေကိုလည်းကိုကတတိမထားမိခဲ့ဘူးဒါမျိုးတွေပေါ့နော်သူများတွေကိုယ့်အပေါ်ဘလို့ကျူးကျော်ကျူးကျော်ပြီးတော့ဘလို့ပဲကိုယ့်ရဲ့ boundary တွေကိုကျူးကျော်ကျူးကျော်ကိုကအကုန်လုံးကြောက်ပြီးတော့ပေါ့နော် ရင်ဆိုင်ခဲ့တယ်သူတို့ကိုဆိုလို့ရှိရင်လည်းလိုက်ရောခဲ့တယ်ဒါတွေအများကြီးပဲကိုကဖြစ်ခဲ့ရပေါ့နော်အဲ့လိုဆိုတဲ့အချိန်မှာကိုပိုင်ဘဝဆိုတာတဖြည်းဖြည်းပျောက်ဆုံးခဲ့တယ်ပြီးလို့ရှိရင်အဲ့မှာတဖြည်းဖြည်းကိုပိုင်ဘဝပျောက်ဆုံးနေဆိုတဲ့အခါမှာလည်းကိုပိုင်အချိန်ဆိုတာမရှိတော့အောင်လို့ပဲကိုကအလုပ်တွေလည်းအများကြီးလုပ်ခဲ့ရတယ်ပေါ့နော်အလုပ်တွေဒါပေမဲ့အစပိုင်းမှာဆိုလို့ရှိရင်ဒါကဘာကြောင့်ဒီလိုလုံးမိနေလဲဆိုတဲ့အရာကိုတော့မှကိုကမသိနေဘူး conscious ဖြစ်မနေဘူးပေါ့နော်ဒါဟိုလုပ်ကိုလုပ်ရမယ့်အရာ ပုံမှန်လို့ပဲထင်နေခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကြားတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကျမကြီးတွေထိခိုက်လာတယ်ပေါ့ဆိုတော့ကျမဆိုလို့ရှိရင်ဒီကျမကြီးအာကျမကြီးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အားနေတယ်ဆိုတဲ့နေရာမှာပါခဲ့တယ်အသက်ဒီ25နှစ်လောက်ပေါ့နော်အာခံစားခဲ့ရတဲ့ဒီအာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေဆိုလို့ရှိရင်လည်းအကြာကြီးခံစားခဲ့ရတယ်အစီးတွေတောက်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီဘဝမှာဖြတ်တန်းလာခဲ့တဲ့တက်တန်းတစ်လျှောက်လုံးမှာ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတဲ့အရာလေးတွေကိုစဉ်းစားဖို့နေနေတာဒါလေးတွေကအော်ဒါကတော့ဖြစ်ရိုးဖြစ်စဉ်ပဲဒါကတော့အာဖြစ်ကိုဖြစ်ရမှာပဲဆိုတဲ့ဟာနဲ့ပဲဒီတိုင်းပဲကြိတ်နေပြီးတော့နေခဲ့ရယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာဒီ psychology ကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ပေါ့နော်ခုနလိုမျိုး25နှစ်လောက်ခံစားနေရတဲ့ဝေဒနာနေရာလေးကိုတွားကြည့်လိုက်တဲ့အချိန်မှာဒါကဘာဖြစ်နေတာလဲ ဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတော့အကြောင်းရင်းခံလေးကိုတွားပြီးတွေးလိုက်ပြီးချိန်ဆက်လိုက်တဲ့အချိန်မှာအဲ့ဒီဝေဒနာကအခုဆိုလို့ရှိရင်ရှင်းရှင်းကိုပျောက်သွားတယ်ပေါ့နော်ဒီဆေးဆိုတာမယူသွားရလောက်အောင်ကိုခီးသွားရဆိုအရင်တော့ဆေးတွေဆောင်ရတယ်အခုဆိုလို့ရှင်ဆေးဆိုတဲ့ဟာထည့်ပြီးစဉ်းစားဖို့မလိုလောက်အောင်ကိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲတခြား physical နဲ့ပတ်သက်ပြီးတော့ထက်ခါထက်ခါဖြစ်နေတဲ့အဲ ဝေဒနာတွေရှိတယ်ပေါ့နော်အဲ့ဒီအရာလေးတွေဆိုလို့ရှိရင်လေဒါလေးကတွားပြီးတော့ပေါ့နော်ချိတ်ဆက်ပြီးတော့တွားကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူ့နဲ့ချိတ်ဆက်နေတာတွေတွေ့ရလာရတယ်ပေါ့နော်အရင်တော့ဆိုရင်ကျမကြီးမကောင်းဘူးဆိုလို့ရှိရင်ဒါကတော့အော်ကိုကယူမဆိုင်လို့အာဒီခန္ဓာကိုယ်ကပေါ့နော်ဖြစ်တယ်ယောဂါတွေဖြစ်တယ်ဆိုတဲ့ဟာနဲ့ပဲလက်ခံခဲ့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာဒီအရာတွေကလေကိုကကိုဖွင့်ထုတ်လို့မရခဲ့တဲ့ ခန်းစားချက်တွေပေါ့နော်အမျိုးအကြောင်းမျိုးမျိုးကြောင့်ဖွင့်ထုတ်လို့မရခဲ့ဘူးမဖွင့်ထုတ်တတ်ခဲ့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့ခန်းစားချက်တွေကြောင့်အာကျမတို့တွေကဒီ physical မှာပေါ့နော် physical မှာလာပြီးတော့ယောဂဝေဒနာတွေဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီ psychology ရောက်တဲ့ခါကြတော့မှအော်တွေ့ရတယ်ပေါ့နော်အဲ့လိုရောက်လာတဲ့ခါမှလည်းကိုကိုတိုင်းတွားပြီးချိန်ဆက်မိလိုက်တဲ့အခါကျတော့မှအရန်ကိုအန်အောဝယ်ကောင်း ကောင်းတော့အောင်လို့ပေါ့နော်ဒါလေးကဟိုအော်ဒါကဒီကအရင်ခံပါလားဆိုတော့ဒီဖြစ်ရတဲ့အရင်ခံကိုပါသွားပြီးတွေ့လိုက်တဲ့အချိန်မှာတော်တော်ကိုဒါလေးကအံ့အားတင်သွားစေတယ်ပေါ့နော်ကျော်ဒီ psychology ဘက်ကိုရောက်လာတဲ့အချိန်မှာဒါလေးတွေကတတိထားမိတာလေးတွေပေါ့ကိုအရင်တော့ဆိုရင်လဲအာဆုံးဖြတ်ချက်တစ်ခုခုချမယ်ဆိုလို့ရှိရင်လဲအပြင်ကနေပြီးတော့ validation တွေရှာတယ်သူများတွေကိုလိုက်မေးတယ်သူများတွေစီကနေပြီးတော့ထောက်ခံချက်တွေလိုက်တောင်းနေတယ်ပေါ့နော် တကယ်တမ်းအကြောကျမတို့ကကိုကိုတိုင်းရဲ့အဲကိုကိုတိုင်းရဲ့ဆုံးဖြတ်ချက်ကိုကိုတိုင်းရဲ့လုံရက်အပေါ်မှာကိုကိုတိုင်းတာဝန်မယူရဲဘူးပေါ့ကြောက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတဲ့အချိန်မှာအပြင်ကိုပဲရှောက်ပြီးတော့ validation တွေရှာတယ်တခုခုဖြစ်ရင်သူများတွေကိုပဲအပြစ်တင်တယ်ပေါ့နော်သူ့ကြောင့်ဘသူကြောင့်ဒီဟာကတော့အစင်မပြေဘူးဆိုတာမျိုးမလုပ်နိုင်ရင်ကောင်းသားဆိုတာမျိုးလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဒီဟာလေးကကိုနဲ့ကိုရှိပါတယ်ဆိုတော့ကိုနဲ့ကိုရက်တီလိုက်တယ်ဆိုတော့နေရာလေးကိုတွေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုရဲ့ဆုံးဖြတ်ချက်ဖြစ်လာမယ်ဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲတွေပေါ့နော်ဒီအရာလေးတွေကို consciously ဖြစ်လာပြီးတော့အဲထွက်ပြေးရှောင်ပြေးတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တကယ်ဆုံးဖြတ်နိုင်လာတယ်ပြီးလို့ရှိရင်အဲ့ဆုံးဖြတ်ချက်ရဲ့အဲနောက်ဆက်တွဲတာဝန် responsibility ပေါ့နော်အဲ့အရာကလည်းသူများတွေကိုလိုက်ပေးနေတာမျိုးမဟုတ်ဘဲနဲ့ ကိုနဲ့ကိုရှိတယ်ဘလို့အခြေအနေမျိုးမဆိုကိုနဲ့ကိုနဲ့ရှိနေပါလားဆိုတဲ့အရာလေးကရှိလာတဲ့အခါမှာဆိုလို့ရှိရင်ကိုကဘယ်ဆုံးဖြတ်ချက်မဆိုပေါ့နော်ကိုကိုယ်တိုင်တာဝန်ယူပြီးတော့ဆုံးဖြတ်နိုင်တယ်ဆိုတာလေးတွေလည်းတွေ့လာရတယ်ပေါ့နော်နောက်ပြီးတော့ခုနလိုမျိုး boundary ပေါ့နော် ကိုဘယ်လိုအခြေအနေမျိုးကတော့အာထိခိုက်နိုင်လဲမထိခိုက်နိုင်ဘူးဆိုတဲ့အရာလေးကလည်းကိုကိုယ်တိုင်သတ်မှတ်နိုင်လာတယ်ပေါ့နော်ဆိုတော့ဒီအရာလေးတွေကတော့ကျမတို့ဒီလူဖြစ်လာတယ်ဆိုတဲ့အရာလေးပေါ့နော်အဲပြီးလို့ရှိရင်ခန်းစားချက်ကလေးတွေကိုလည်းပို့ပို့ပြီးတော့ကိုကခန်းစားချက်ကလေးတွေနဲ့တိလာတယ်ဒီတဖြည်းဖြည်းနဲ့ထိဆက်မိလာတယ်စသည်ဖြင့်ပေါ့နော်ကိုယ့်ရဲ့ emotion or physical ရောစသဖြင့်ချိတ်ဆက်မိလာတယ်ဆိုတာလေးတွေကတော့တကယ်ဒီလူဖြစ်လာတယ်ဆိုတဲ့နေရာလေးကနေပြီးတော့ပြောရမယ်ဆိုရင်ဒီအကြောင်းအရာလေးတွေဖြစ်ပါတယ်အဲဆိုတော့ အဲရှေ့ရပေါ့နော်ညီမတွေဒါနှစ်ယောက် ပြောသွားရတယ်ပေါ့ပြောသွားရတဲ့ဟာလေးကြားရတယ်ပေါ့နော်ပြီးတော့အဲဒီလူဖြစ်တယ်ဆိုတဲ့ဟာလေးကိုကြားလိုက်တဲ့အချိန်မှာပေါ့နော်ပထမအဆုံးရောက်သွားတာ level 1ပေါ့ level 1ကိုစသွားတဲ့အချိန်မှာလူဖြစ်တယ်ဟိုလူမဖြစ်သေးဘူးလို့ဒီချေကပြောတယ်လीနော်ဆို ခုကငါလူဖြစ်နေရောဒီချက်ကဘာလို့လူမဖြစ်သေးဘူးပြောတာလဲပေါ့နော်ဒီနေရာကြီးမှာအဲ့မေကုံကြီးကခေါင်းထဲမှာဘာလဲပေါ့ဒီဟာဆိုခုနမရုံမပြောသလိုပဲပေါ့နော်ဘာကိုပြောချင်တာလဲမသိဘူးဆိုတော့ဒီမေကုံကြီးပြန်မင်းမိတယ်ဆိုတော့နေရာလေးပေါ့နော်ဆိုတော့အဲ့နေရာမှာပေါ့စသွားတဲ့အချိန်မှာတေးကြတယ်ဟိုကိုကလူကောင်းကွာအရန်ကိုဟိုတော်တဲ့သူတက်တဲ့သူဆိုတော့ဒီမျက်နှာဖုံးကြီးတွေအုပ်ပြီးတော့ဒါ level 1ကိုစပြီးရောက်သွားတာပေါ့เนาะကျွန်မဆိုရင်ဆိုတော့အဲ့နေရာလေးမှာပေါ့ဒါဒါပထမအဦးဆုံးစပြီးတော့ ဒီဝမ်းမှာပေါ့နော်ဒီစလိုက်တဲ့အချိန်မှာတင်ကိုတိထားတဲ့အရာတွေကမှားနေပါလားဆိုတဲ့ဟာကိုစပြီးခန်းစားရတာပေါ့နော်ဟိုလူတယောက်ကိုနားထောင်နေဆိုတာတော့မှပဲဘလို့နားထောင်ရတာလဲဆိုတဲ့နေရာလေးမှာအော်ဟိုငါတို့နားထောင်နေဆိုတဲ့အရာကြီးကဒီလိုမဟုတ်ပါလားတကယ်ကိုနားထောင်ပေးတယ်ဆိုတာဘလို့မျိုးလဲဆိုတာကိုစပြီးတော့အဲ့မှာနားလဲလာတယ်ပေါ့ဆိုတော့အဲအဲ့အချိန်မှာပေါ့နော်စပြီးတော့ဒါ ဒီချဲရလဲပေါ့เนาะဒါစာတခုတည်းတင်တာမဟုတ်ဘူးလीเนาะအာဒါဒီကညီမလေးဆိုလဲဒါတည်တယ်ပေါ့เนาะစာတင်ပြီးသွားတာ ਨੇ သူကဒီ theory ကိုတင်တယ်တင်ပြရတယ်တခါတည်း embody ဖြစ်အောင်ကိုတခါတည်းဟို personal work တွေကိုစက်တိုက်လောက်ခိုင်းခဲ့တာလीเนาะဆိုတော့အဲ့တော့အဲ3-4ရက်မြောက်လောက်ရောက်တဲ့အချိန်ကျတော့ဘာဖြစ်လာလဲဆိုတော့ ကိုမျက်နှာဖုံးနေတက်ထားတဲ့ဟာတွေကိုစပြီးမြင်လာပြီပေါ့နော် projection တွေလုံးမိနေတယ်။ဩကိုကတော့ဒီ captention နေရာကြီးမှာ play နေတယ်ဆိုတဲ့ဟာလေးကိုစပြီးမြင်လာ။မြင်လာတဲ့အချိန်မှာအဲ့အချိန်မှာလေးဘာဖြစ်လဲဆိုတော့စိတ်ထဲကရုတ်တရက်ပေါ့နော်ကားမောင်းနေအာတစ်ဖက်ကကားကားဆရာကိုလှမ်းပြီးတော့ obby ဆဲလိုက်တာမျိုးတွေတိရမလားကိုကအဲ့လိုအဲ့လိုမျိုးတွေလုံးမိရယ်ပေါ့လုံးမိရဲ့အချိန်မှာကိုကုတ်ကိုလဲပေါ့မကြိုက်ဘူးပေါ့ငါဘာဖြစ်နေရလဲပေါ့ဘာဖြစ်လို့ဒီအပြုတ်မိုးရင်ငါရှောက်လုံနေရတော့ဒါကြီးကမကောင်းလေဆိုပြီးတော့ပေါ့နော်ကိုကုတ်ကိုအဲ့လိုမျိုးမကြိုက်ဘူးဆိုတဲ့နေရာကြီးပေါ့ငါဒီဟာ ကြီးကိုတက်လိုက်မှငါဘာတွေဖြစ်သွားတာလဲပေါ့နော်ကိုကိုကိုပေါ့ငါမှားများမှားနေပြီလားဆိုပြီးအဲ့လိုမျိုးတွေပြန်စဉ်းစားမိရယ်ဆိုတဲ့အနေထားတွေတောင်ရောက်တယ်ပေါ့နော်ဒါမဲ့ဒီ personal work တွေတောက်လျှောက်လုပ်ရင်လုပ်ရင်းနေကြတော့ဘာမြင်လာလဲဆိုတော့ဟိုဒီချေပြောသလိုပဲပေါ့ကျမတို့ရာဒီဒီ society တွေကိုဝင်ဖို့အတွက်ဒီနေရာလေးမှာ society ကနေဟိုမကောင်းဘူးလို့သတ်မှတ်ထားတဲ့နေရာတွေ society ဒီမှာပြလို့မရဘူးဆိုတော့ဒီ emotions တွေเนาะဒီဟာတွေကိုကျမတို့ရာဒါငငယ်လေးတည်းက ဆိုစာရဲ့ဒီထဲမှာဝန်ဆန့်ဖို့ရှင်သန်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒီနေရာ repress လုပ်လိုက်ကြရရဲဆိုရင်နေရာလေးတွေကဒါတဘာဝအလျောက်ဖြစ်သွားရဲဆိုရင်နေရာလေးရှိရဲလीเนาะဒါပေမဲ့ဒီနေရာလေးတွေကိုကျွန်တော်တို့ကဘလို့ထုတ်ရကောင်းမှမသိဘူးဆိုတော့ကျွန်တော်တို့မျက်နှာဖုံးနေအထက်ထက်အုပ်ပြီးတော့မှာပဲကျွန်တော်တို့ရှင်သန်လာခဲ့ကြတာလीเนาะဆိုတော့အဲ့နေရာလေးမှာကိုကိုကိုပြင်မြင်လာရရလीเนาะအခုရဲ့မကောင်းတဲ့ ဒီ shadow တွေပေါ့เนาะကျမတို့ရဲ့ဒီ dark side လို့လည်းကျမတို့သုံးတယ်ပေါ့เนาะဆိုတော့ဒါတွေကိုပြန်မြင်လာတဲ့အချိန်မှာမကြိုက်ဘူးဆိုတဲ့နေရာကြီးနဲ့ကျမဆက်ပြီးတော့ဒီနေရာကိုသင်္นานကိုပြီးဆုံးတဲ့အထိတက်ခဲ့တယ်ပေါ့เนาะဆိုတော့အဲ့နေရာလေးမှာဟိုတစ်ဖက်ကိုပြေးကတ်တယ်ဆိုတဲ့နေရာလေးပေါ့ကိုတစ်သလုံးကိုဖိနှိပ်ထားခဲ့တဲ့ဒီညနှဖုံးကြီးတက်ထားခဲ့တဲ့ဒီနေရာကြီးကစပြီးကိုကိုကိုဘွားခနဲ့ဒီနေရာကြီးပြန်မြင်လာရတယ်ပြန်ပေါ်လာရဲဆိုတဲ့နေရာကြီးမှာကိုကိုကိုတော့မကြိုက်နေဘူးပေါ့အဲ့လိုနဲ့ပဲဒီ workshop တွေလုပ်တယ်အဲကျမတို့တော့ဆိုရင်ဒါ17ရက်ပေါ့เนาะသင်္นานอ่ะဆိုတော့ဒါအခုနောက်ပိုင်းမှာ ော့ RF1 RF2 ဆိုပြီးတော့ဒါ level 1မှာနှစ်တန်းခွဲလိုက်တယ်ပေါ့เนาะဒီရက်ကလေးတွေပို့ပြီးတော့ဟိုတက်ရတာအဆင်ပြေအောင်ဆိုပြီးလူလေးတွေခွဲထားတယ်ပေါ့เนาะဆိုတော့အဲ့ဒီ17ရက်ပြီးွားတဲ့အချိန်မှာဟိုလူကလေဘာမှမဖြစ်တလို့ပဲဒီလိုပဲပေါ့อืมဒီလိုပဲပေါ့ဆိုပြီးတော့သွားတာပေါ့เนาะအဲ့နေ level 2ရောက်တဲ့အချိန်ကျတော့ဆရာမရဲ့ဒါ admission interview သွားတဲ့အချိန်မှာလေဆရာမကပြောရလေနော် အရန်ပင်မယ်မယ်နော်အရန်ခက်ခဲမယ်နော်မစနိုင်မစနိုင်နော်ဘာဖြစ်လို့ဆိုတော့ level 3ကိုဆက်မလိုက်ရင်အဆင်မပြေဘူးနော်ဆိုတဲ့ဟာကိုဆရာမခဏခဏကိုပြောတာပေါ့နော်ဆိုတော့အဲ့နေရာလေးမှာလဲဟိုဘာခံစားရလဲဆိုတော့ teacher ဒီသူ့တင်နန်းကိုသူတက်ဖို့မတိုက်တွန်းဘူးဘူးမှာ ီလိုရှိတယ်နော်ဆိုတဲ့ဟာကိုသူအရှိအရှိတိုင်းချပြရတယ်ပေါ့နော်ချပြရဆိုနေရမှာကိုကတော့အဲ့ထိန်တော့အမေကဲမဲပေါ့ကက်တင်ရှင်ကြီးဆိုတဲ့နေရာနဲ့ကိုကနောက် level ကိုသွားမယ်ဆိုပြီးသွားခဲ့တာပေါ့နော်ဒါပေမဲ့တကယ်တကယ်တန်းက level 2ရောက်တဲ့အချိန်မှာဘာအောင်နားလဲလိုက်လဲဆိုတော့လောကမှာဘသူ့ကိုမှကဲလို့မရဘူးဆိုတဲ့ဟာလေးကိုနားလဲလာရတယ်ပေါ့နော်ကိုကဲရမှသည်တခြားလူမဟုတ်ဘူးကိုကိုကိုအရင်ဆုံးကက်တင်ရမယ်ဆိုတဲ့ဒီနေရာလေးပေါ့နော်အဲ့နေရာလေးမှာကိုရဲ့ဒီ dark side တွေသွားကြည့်ရတယ်ဒါကိုရဲ့ shadow walk တွေလုပ်ရတယ်ဒီ personal walk တွေလုပ်ရတယ်ဆရာမလည်းအထမ်းထဲမှာပေါ့နော်ဒါ ါတကယ်ကို external site အနေနဲ့ကိုဒါခိုင်ခိုင်မာမာရှိပေးခဲ့တယ်ဒါ group အနေနဲ့ဆိုရင်လည်း group ထဲမှာဒါကိုယ့်ရဲ့ညီမတွေအချင်းချင်းပေါ့နော်ဟိုတယောက်နဲ့တယောက်ရှိပေးခဲ့ကြရဲဆိုရင်နေရာလေးတွေကနေကိုယ့်ရဲ့ဒီလူဖြစ်တယ်ဆိုရဲ process လေးပေါ့နော်အော်တစ်ဖက်မှာဟုတ်တယ်ငါ့မှာမနာလိုတဲ့စိတ်ရှိရယ်လေဩဒီစိတ်ကလေးကိုလည်းကိုကချစ်တက်လာတာပေါ့နော်ဩဒီစိတ်ကလေးရှိနေလို့တစ်ဖက်မှာစူးစမ်းရဲဆိုရဲနေရာလေးတွေဒါတစ်ဖက်မှာလည်းဒါ benefit တွေရှိရယ်ဆိုတာလေးမြင်လာရယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲကိုပြောလို့ရတယ်ဆိုရဲဒီ community ထဲမှာဆိုရင် มานาโลอูเล ကြည့်လို့မရဘူးလေတဲ့ဗျာဒီလိုစကားလုံးတွေပြောနိုင်လာတယ်ပေါ့နော်အရင်တော့ဆိုဒါတွေပြောတာဒီမကောင်းဘူးလို့ဟိုယူဆထားတယ်သတ်မှတ်ထားတယ်ဆိုရယ်လူတယောက်ကပြောင်းလဲလာတယ်ဆိုရယ်နေရာလေးတွေပေါ့နော်တဖြည်းဖြည်းနဲ့ဒါလူဖြစ်လာတယ်ဒါဟိုဆီယမ်မလည်းဟောဒါလူဖြစ်လာတာအာဒေါသတွေထွက်တက်လာတယ်တခုခုဆိုရင်ကြော်ချသွားလိုက်တာမဟုတ်ဟွန်းဒါကြော်ချလို့မရဘူးဒါပြောဖို့ပြောရမှာဆိုရယ်နေရာလေးတွေပေါ့နော်ရောက်လာတယ်ပေါ့အဲတစ်ဆက်ထဲမှာပဲဒီလူဖြစ်လာတာ ਨੇ အများဒါတွေကိုကျမတို့မြင်လာပြီဆိုတဲ့အချိန်မှာဟိုတခါရဲပေါ့နော်ဟိုဘယ်လို balance လုပ်နိုင်လာတယ်ပေါ့နော်တစ်ဖက်မှာလည်း okay ဟိုမကောင်းတဲ့စိတ် ကတော့ရှိတာမှန်တယ်ဒါပေမဲ့ဒီအချိန်ဒီဒါမကောင်းတဲ့စိတ်ကိုလွတ်ပေးလိုက်ရမယ်အချိန်မဟုတ်ဘူးဆိုတဲ့နေရာလေးတွေမှာလည်းကျွန်တော်တို့ဒါလေးကို manage လုပ်တက်လာတာပေါ့နော်တစ်ဖက်မှာဟိုကိုဟိုဒီနေရာမှာလှုပ်တဲ့နေဆိုတဲ့အချိန်လေးမှာလှုပ်တဲ့နေဒီ emotion စေးနဲ့ကိုအလုပ်တွေကိုဆက်လုပ်တယ်တစ်ဖက်မှာလည်းပြီးသွားရင်လည်းဒီ ဟိုပေးမထွက်လိုက်တဲ့နေရာမပေးလိုက်ရတဲ့အစိတ်ပိုင်းတွေလည်းကျမတို့ရနေရာပေးပြီးတော့ပေါ့နော်ဒီနေရာလေးမှာကျမတို့ manage လုပ်နိုင်လာတယ်ဆိုရင်နေရာလေးတွေရောက်လာတယ်ခုနကမလဲပြောသွားသလိုဆိုရင်လည်းဒါ consciously conscious ပေါ့နော်ကိုလုံနေတဲ့အလုပ်တွေဒီအနောက်မှာဘလို intention နေနဲ့လုပ်နေတာလဲဘာကြောင့်ဒီဒီစကားကိုပြောတာလဲဘာကြောင့်ဒီအပြုအမူကိုလုပ်တာလဲဆိုတော့သိလာတယ်ပေါ့နော်သိလာတဲ့နေရာမှာဒီခါကျတော့ကျမတို့ရလူဆိုတော့လဲဟိုလုံမိနေတာရှိသေးတယ်ပေါ့ဒါပေမဲ့လုံမိနေတယ်ဆိုရင်အနောက်မှာဒီအသိလေးကကပ်ပါနေတော့ကျမတို့ဟိုဒါလေးကိုဟို control လုပ်နိုင်တယ်ရက်ချင်ရက်လိုက်နိုင်တယ်ဆိုရင်နေရာလေးတွေမှာကျမတို့က conscious ဖြစ်ဖြစ်နဲ့ရှိနေရဆိုတဲ့နေရာလေးတွေပေါ့ဒါလူဖြစ်လာတယ်ဆိုတဲ့ဒီ process တွေနဲ့ပတ်သက်ရင်တော့ဒါကျမရဲ့ဒီဖြတ်သန်းခဲ့တဲ့အတွေ့အကြုံလေးတွေပေါ့နော်